transition လုပ်တဲ့အခါမှာထိရောက်ချင်တယ်ဆိုလို့ရှင်တော့ဒီအချက်လေးချက်ကိုလုပ်ပြီးကြည့်ပါတို့တို့လူတွေကလူကျင်တဲ့အရာတွေကို visualization လုပ်ကြတယ်။ဒီချိန်ထဲမှာပဲ visualization လုပ်လို့ထိရောက်ချင်တယ်ဆိုလို့ရှင်တော့ပထမတစ်ချက်က balance အကျောတွေအကုန်လုံး short ရှာပေးလိုက်ပါ။အကျောတွေအကုန်လုံး short ပြီးတဲ့အခါမှာ visualization လုပ်ပေးခြင်းအပြင်မတိစိတ်တဲ့ကိုပို့ပြီးတော့နက်နက်ရှာရှာဝင်ရပါတယ်။ဒုတိယတစ်ချက်ကတော့ကိုယ့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းအာရီကောင်းမှသာ visualization လုပ်တဲ့အရာလက်တွေကမြန်မာဖြစ်တယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းအာ နောက်တစ်ချက်ကတော့ visualization လုပ်ပြီးတဲ့အချိန်တိုင်းမှာလက်ခံပေးဖို့ကျေနပ်ပေးဖို့ပျော်ရွှင်ပေးဖို့လိုအပ်ပါတယ်။ဒီဟာကြီးကိုကိုလက်ရှိပိုင်ဆိုင်နေပြီးရနေပြီဆိုတဲ့ပုံစံမျိုးနဲ့ကိုကပျော်ရွှင်ကျေနပ်ပေးမှသာဒီလိုပျော်ရွှင်မှုတွေခံစားချက်တွေကိုမတိစိတ်ထဲကိုရောက်ပြီးတဲ့အခါမှာမတိစိတ်ကကိုလိုချင်တဲ့အရာတွေကိုအမြန်ဆုံးလုပ်ဆောင်ပေးမှဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့အရန်ကိုထိရောက်တဲ့နီးပါး visualization လုပ်လို့ထိရောက်ချင်တယ်ဆိုလို့ရှိရင်တော့ hypnotic တွေနဲ့အိမ်ဝင်ချပြီးတဲ့အခါမှာကိုလိုချင်တဲ့ design ကနေပြီးတော့စက ဒါဆိုလို့ရှင်တော့မိတ်ဆွေကိုလိုချင်တဲ့ visualization ကအချိန်တိုတွင်းနဲ့ရလာမှာဖြစ်ပါတယ်။အခြားသိချင်တာရှင်လည်းကိုမမမိတ်ခဲ့ပေးလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။အမူကတော့ trainer and coach တယောက်ပါ။